ရုရှားက AI ထောက်ကူစနစ်ပါတဲ့ကိုပြောက်တိုက်လေယာဉ်ကိုထုတ်ပြလိုက်ပြီဖြစ်ပါတယ်ရုရှားနိုင်ငံမှာ United Aircraft Corporation UAC ဟာခမင်းဒီပညာနဲ့အစိမ့်မြင့်တင်ထားတဲ့ SU-57M တိုက်လေယာဉ်ကို Sukhoi Design Bureau မှာစထုတ်ဖော်ပြသခဲ့ပါတယ် ဒီတိုက်လက်ရာရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုစွမ်းရည်ကိုမြင့်တင်ဖို့ပြင်ဆင်ထားတဲ့ရေဒါနဲ့ဖမ်းယူထောက်လန်းနိုင်ခြင်းရှိတဲ့ပစ္စမမျိုးဆက်ကိုပျောက်တိုက်လျင်ဖြစ်ပါတယ်။ဒီတိုက်လက်ရာဝေဟင်စုံမှုမြေပြင်တိုက်ခိုက်မှုနဲ့ပင်လယ်ရေကြောင်းတိုက်ခိုက်မှုတာဝန်တွေကိုထမ်းဆောင်နိုင်မဲ့ဗတ်ဆောင်သောခိမီတိုက်လျင်မျိုးဖန်တီးဖို့ကြိုးပမ်းတဲ့ရုရှားတို့အတွက်တော့ကြီးမားတဲ့ခြေလှမ်းတရဖြစ်ကြောင်းစမ်းသက်မောင်းနေတဲ့လေရင်ကူစာကေးဘော့ဒ်ဂန်ကပြောပါတယ်။ရေရီတူ AI ထောက်ကူပြုစနစ်တွေအစင်းမြင့်တင်ထားတဲ့ ရေဒါနဲ့လုံးဝမဖမ်းနိုင်တဲ့ဖွဲ့စည်းတိစောက်ပုံတာဝေးထောက်လန်းနိုင်တဲ့ရေဒါစနစ်တွေတက်ထားတဲ့ SU-57M ဟာခေတ်တိုက်လေယာဉ်ဆိုင်ရာနည်းပညာစံနှုန်းတွေကိုတခက်စမ်းစေဖို့ရည်မှန်းထားပါတယ်။ရုရှားဟာစိန်ခုံမှုတွေဆက်လက်ကြုံတွေ့နေရပေမဲ့၎င်းတို့ရဲ့လေကြောင်းအကာသနယ်ပယ်ကိုခင့်မီတိုးတက်ဖို့နိုင်ငံချားထားကြအောင်ဆိုပါလေဒီ SU-57M ဟာ NATO ဖွဲ့က FALCON လို့ခေါ်တဲ့မူလ S57 ကိုအစစ်မြင့်တင်ထားတာဖြစ်ပါလေ။ဒါဟာ Mi 29နဲ့ S27 ဂျက်လီယင်တွေရဲ့နေရာကိုဆက်ခတ်မဲ့ကိုပြောက်တက်လေရင်ကိုဖန်ပြီးဖို့1996ခရက်ကစတင်ခဲ့တဲ့ရုရှားရဲ့အစီအစဉ်ရဲ့အထွတ်ထိပ်အောင်မြင်မှုဖြစ်ပါလေ။မူလ SU57 လေးဟာ2010ပြည်နှစ်မှာစတင်ပြန်တန်းခဲ့တာပါ။အခုဆိုရင်15နှစ်ကြာပါပြီ။2020ပြည်နှစ်မှာတော့ထောက်လုပ်မှုနောက်နေမှုနဲ့ နေပညာဆိုင်ရာအတားအဆီးတွေကြုံခဲ့ရပါတယ်ယူကရိန်းပေါ်ရုရှားရဲ့တိုက်ခိုက်မှုကြောင့်နိုင်ငံတကာကပိတ်ဆို့ရယူခြင်းခံရတော့ SUFB 7အနေချေကတော်တော်လေးကိုပုံမှုစိုးရသွားပါတယ်။2023မှာတော့ရုရှားလေကြောင်းအာဂါဒါတစ်ခွက်ကို SUFB 7လရင်စစ်နှစ်စင်းသာလွှဲပြောင်းပေးရနိုင်ခဲ့ပြီ။2024မှာနောက်ထပ်အစင်း20ပေးရဖို့စီစဉ်ထားကြောင်း UAC GK ကပြောပါတယ်။ဒါပေမဲ့မဖြစ်နိုင်ခဲ့ပါဘူး။ ဒီ SU57M လေယာဉ်ကိုမကပေါလိအစီအစဉ်မှာထုတ်လုပ်ထားတာဖြစ်ပြီးအစင်းမြင့်တင်ထားတဲ့တောင်ထန်းဆောင်မွတ်စလင်တွေအင်ဂျင်အသစ်တက်ဆင်ခြင်းတွေဒါတွေကလွန်ပြီးခဲ့တဲ့ SU57 ခြုံရင်းချက်တွေဖြည့်ရှင်းထားပါတယ်။ရုရှားဟာအဓိကအားဖြင့် American F-22 Raptor နဲ့ F-35 Lightning II လိုကစမောက်မျိုးဆက်တိုက်လေယာဉ်တွေနဲ့ရှင်ပြိုင်နိုင်ဖို့ရည်မှန်းထားတာဖြစ်ပါတယ်။ဒီတိုက်လေယာဉ်ကိုလေခွင်းအားပုံမကောင်းမှုစေဖို့ ပြန်လဲဒီဇိုင်းထုတ်အစစ်မြင့်ထားပါတယ်။လရင်ကိုရီးယားပုံမကျေဝန်းလာပြီးအလျား14.8မီတာတောင်ပိုင်းအရှိ6.8မီတာနဲ့အမြင့်4.6မီတာရှိပါတယ်။မြေရူ AI စနစ်ကလမ်းကြောင်းပြခြင်းပြမှတ်ရှာဖွေခြင်းနဲ့အချိန်မီတက်ဆင်ခြင်းတို့ကြောင့်လေရင်မှုရဲ့လုပ်ငန်းတော်ဝင်ကိုရှော့ချစေပြီးနေပြူအားဆိုင်ရာဆုံးဖြတ်ချက်ကိုချမှတ်ရမှာအယုံဆိုင်နိုင်ဖို့အထောက်အကူပြုပါတယ်။ အဓိကတက်ဆင်ထားတဲ့လေကြောင်းဆိုင်ရာလေယာစစ်ပစ္စည်းများမှာ SH121 ဘက်ဆုံသုံး Radio Electronic Bomb System ဖြစ်ပါတယ်။လေယာဉ်ရှင်များမှာတက်ဆင်ထားတဲ့ Electronic Scamper Radar ကိုလေယာဉ်ရဲ့ပါချက်မှာတက်ဆင်ထားတဲ့ Radar တစ်ခုကအထက်မှန်အားဖြည့်ထားပါတယ်။လေရင်ဖွဲ့စည်းပုံကြောင့်ကီလိုမီတာ400အထိကွာဝေးတဲ့ဘွေဟင်ပြိမှတ်တွေကိုထောက်လန်းနိုင်ပြီးပြိမှတ်ရှိခုကိုပြစ်ခတ်နေစဉ်ပြိမှတ်ပေါင်း60အထိဒီပိုင်းနဲ့ခြေရာခံနိုင်စွမ်းရှိတဲ့ပြင်ခြေနေကို360ဒီဂရီပတ်လည်ထောက်လန်းစောင့်ကြည့်နိုင်ပါတယ်။ ။ဒါကြောင့် SU57M မှာထောင်လိုင်းရခက်ခဲစီကိုလက်နက်တွေကိုလရင်ကိုတဲ့အတွင်းတိုးလောင်ထားပါတယ်။အဲဒီမှာလက်နက်တိုးလောင်ခန်းအကြီးနှစ်ခုပါပြီးတောင်ပိုင်းနှစ်ဖက်နီးမှာလက်နက်တိုးလောင်ခန်းငယ်တစ်ခုစီပါပါတယ်။ပြင်မှာလက်နက်တိုးလောင်ခန်းဟာ K77M ဝေဟင်မဝေဟင်ပြဒုံးလေးခုထားနိုင်ပြီးကီလိုမီတာ200အကွာမှာရှိတဲ့ပြင်မှတ်တွေအထိပြစ်ခတ်နိုင်မှုဒီဇိုင်းထုတ်ထားပါတယ်။တောင်ပိုင်းနီးမှာလက်နက်ခန်းငယ်တွေဟာနီးကပ်တိုက်ပွဲအတွက် R74M တာတိုပြစ်ဒုံးတွေတည်ဆောင်နေပါတယ်။ မြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ရမှာ SU57 and တိုက်လိမ်ဟာ KB250 တော့မဟုတ် KB500 ဘုံးတွေကျဲချနိုင်ပြီးတော့ဝေဟမမြေပြင်ပစ်ဒုံးကြီးတွေကိုပစ်ခတ်နိုင်ပါတယ်ရုရှားအနေနဲ့ပိတ်ဆို့ရည်ယူမှုတွေရှိနေချိန်ထောက်ရမှုဆိုင်ရာအတားအဆီးကိုကြော်လွှားနိုင်ပြီးတော့ဤပညာအစစ်မြင့်တမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိမရှိမေကွန်းထုတ်စီရတော့ဖြစ်ပါတယ် SU57M ကိုမြောင်များထုတ်ဖို့ပြင်ဆင်ထားတဲ့အတွက် ဒါအောင်မြင်ခြင်းမအောင်မြင်ခြင်းဟာရုရှားအနေနဲ့အရှင်ပြိုင်မှုပုံမှုပြင်းထန်တဲ့ကမ္ဘာခင်းခြင်းမှာရုရှားစစ်တပ်နဲ့နိုင်ငံတကာမိတ်ဘက်တွေအတွက်အင်မတန်သတိထားရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။နောက်ထပ်ဒီနေ့မို့ပြောချင်ပါတယ်။ရုရှားနဲ့ယူကရိန်းဆွေးနွေးမှုဟာချက်ချင်းစတင်ကြလိမ့်မယ်လို့အမေရိကန်သမ္မတထရန့်ကအန်အားသွင်းပွဲကျင်းညာလိုက်ပါတယ်။မေလ19ရက်နေ့ကရုရှားသမ္မတပူတင်နဲ့နှစ်နာရီကြာဖုန်းဆက်ဆွေးနွေးပြီးတဲ့နောက်ထရန့်က သူ့ရဲ့လူမှုကွန်ရက်မီဒီယာကလည်းအဲ့ဒီလိုထုတ်ပြန်ခဲ့တာပါထရန်ကာသူနဲ့ပူတင်ကြားဆွေးနွေးမှုဟာအရန်ကောင်းတယ်လို့မှတ်ချက်ပေးထားပါတယ်နောက်ပြီးငင်းချင်းရေးရဖို့နဲ့ပတ်သက်လို့လိုအပ်တဲ့အခြေအနေတွေကိုတော့ရုရှားနဲ့ယူကရိန်းကြားဆက်လက်ဆွေးနွေးဖို့လိုတယ်လို့ထရန်ကာဆိုပါတယ်ထာယူကရိန်းသမ္မတဇလန်စကီနဲ့လည်းတီးကြဖုန်းဆက်ခဲ့ပါတယ်။ဆေးရဆိုင်ရဲ့ပတ်သက်လို့ထရန့်စီကအကောင်းမြတ်မချက်စကားခပ်ပေါ်လာပြီးမဲ့လောလောဆယ်မှာငင်းချင်းသဘောတူညီချက်တစ်ခုရနိုင်မဲ့ထင်ရှားမြင်သာတဲ့အလားအလာတော့မတွေ့ရသေးပါဘူး။ပူတင်ကသူဟာ အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီမှုတစ်ခုဖြစ်ပေါ်လာနိုင်တဲ့အတွက်ယူကရိန်းနဲ့နှုတ်ဦးနှစ်ဖက်ညီနိုင်လှုပ်ဆောင်မှုအသင့်ရှိနေပြီလို့ပြောပါတယ်။ဇလန်စကီကတော့လက်ရှိချိန်ထိအဆုံးဖြတ်ကာလတစ်ခုကိုရည်ညွှန်းခဲ့ပြီးဆွေးနွေးပွဲတွေနဲ့ခက်ခဲခြင်းမနေဖို့အမေရိကန်ကိုတောင်းဆိုခဲ့ပါတယ်။ထရန့်ရဲ့အမေရိကန်ဆိုးရဟာ၃နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့စစ်ပွဲအဆုံးသတ်ဖို့ရုရှားကိုရယူကရိန်းကိုပါဖိအားပေးနေပါတယ်။ယူကရိန်းစစ်ပွဲအမြန်ရပ်တန့်စေမယ်ဆိုတာဟာထရန့်ရဲ့ရွေးကောက်ပွဲကတိကိုဖြစ်ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားဆွေးနွေးမှုတွေချက်ချင်းဆမယ်လို့ထရန့်ကပြောမိမယ်။ဘယ်နေရာမှာဆွေးနွေးပွဲလုပ်မလဲဆိုတာတော့မဆုံးဖြတ်ရသေးပါဘူး။ထရန့်ကတော့သူ့သဘောထားကတော့ဗာတီကန်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်အောင်ပိုဟမ်မင်းကြီးအစ်စ်ကစီမံပေးစေလို့တယ်လို့ဆိုပါတယ်။ထရန့်နဲ့အူဂျင်ဖုန်းပြောပြီးတဲ့နောက်မှာတော့ယူကရိန်းသမ္မတဆလန်စကီးကမိမိတို့ဟာလည်းအပြည့်အဝချွင်းချက်မရှိစစ်ရဆိုင်ရေးလိုလားကြောင်းထက်လောင်းအတည်ပြုပါတယ်။ ဒါပေမဲ့ရုရှားဘက်ကအဲ့ဒီကိစ္စအစင်သင့်မဖြစ်သေးဘူးဆိုရင်တော့ပြင်းထန်ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့တိုက်တွန်းထားပါတယ်။ထရန့်ကရုရှားနဲ့ယူကရိန်းတို့ဟာပြစ်ခတ်ရစေးတွေအတွက်ချက်ချင်းစတင်ဆွေးနွေးညှိနှိုင်းတော့မှာဖြစ်ကြောင်းပိုရေးကြီးတဲ့ချက်ကအဲ့ဒီဆွေးနွေးမှုဟာစစ်ပွဲရဆိုင်မှုအထိရည်ရွယ်ကြောင်းရေးသားထားပါတယ်။ထရရဲ့သဘောထားကိုပဲရေးတာလားဒါမှမဟုတ်ရုရှားဘက်ကရောယူကရိန်းဘက်ကရောနှစ်ခုသဘောထားနှစ်ခုလုံးကိုပဲထရန့်ကရေးတာလားတော့မပြောတတ်ပါဘူး ဆွေးနွေးပွဲနဲ့ပတ်သက်တဲ့သတ်မှတ်ချက်တွေကိုတော့တက်ဆိုင်ရနှစ်နိုင်ငံကပဲညှိရမယ်လို့ဆိုပါတယ်။ညှိနိုင်မှုနဲ့ပတ်သက်လို့ရုရှားနဲ့ယူကရိန်းနောက်တခြားဘယ်နိုင်ငံကမှသေစိတ်ထည့်ဝင် မသိဘူးလို့ထွန်းကပြောပါတယ်။ဇလန်စကီကတော့ရုရှားယူကရိန်းတွေ့တဲ့အခါအမေရိကန်နဲ့ဥရောပသမဂ္ဂကိုယ်စားလှယ်တွေဟာတင်းတင်းလျှောက်ပတ်တဲ့အစ်စ်မျိုးထိပါဝင်ကူညီပေးဖို့တောင်းဆိုထားပါတယ်။ထရန်ကတော့အမေရိကန်ဟာအဲ့ဒီဆွေးနွေးမှုကနေဖယ်မှာမဟုတ်ဘူးလို့ပြောပေမဲ့ သူ့ကောင်းထဲမှာတွေးထားတဲ့အခြေအနေအတိုင်းအတာတစ်ခုထိနှောင့်နှေးအောင်မယ်ဆိုရင်တော့စက်ညှိပေးမှာမဟုတ်ဘူးလို့ဆိုပါတယ် limit ရှိတယ်လို့ Trump ပြောပါတယ်2020ဖေဖော်ဝါရီ24ရက်နေ့မှာရုရှားကယူကရိန်းကိုအင်အားလုံးကြီးနဲ့ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်စစ်ပွဲစတင်ခဲ့တာဖြစ်ပါတယ်။စကလာတွင်းမှာပြည်ခန့်ရဲစစ်မှုချိုးကျညာခဲ့ပြီးပြီမဲ့နိုင်ပွဲမှာတိုက်ပွဲတွေပြန်ဖြစ်ပါတယ်။အပြန်လန်စစ်တုံးမင်းလေးပြန်လို့ပေးခြင်းမျိုးလည်းရှိခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်ပြောခြင်းပါတယ်။ ။ COVID-19 ကူးစက်မှုဟာအာရှဒေသမှာမြင့်တက်လာနေပြီလို့သိရပါတယ်။ COVID ရောဂါကူးစက်မှုတွေအာရှဒေသမှာထူးထူးဖြင့်တရုတ်ဟောင်ကောင်ထိုင်းနဲ့စင်ကာပူမှာဖြစ်ပွားမှုမြင့်တက်နေတယ်လို့မလေးရှားကျန်းမာရေးဝန်ကြီးဌာနကကြေညာပါတယ်။မလေးရှားကျန်းနိုင်ငံထဲမှာပင် အပတ်စဉ်ပြန်မြ COVID-19 ဖြစ်ပွားသူ600လောက်မှတ်တမ်းတင်ထားပေမဲ့ကူးစက်မှုကတော့မျိုးသားအဆင့်3ပြည်မှုထက်ရောနေနေသေးပါတယ်။ အခုနှစ်တွင် covid-19 နဲ့ဆက်ဆက်သေဆုံးမှုမရှိသေးပဲမလေးရှားနိုင်ငံမှာ90အကွာဖြစ်ပေါ်မှုစုစုပေါင်း11,800ကျော်ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ထိုင်းနိုင်ငံမှာ2025မှာ covid-19 ကူးစက်မှုသူးသီးသသာမြင့်တက်လာပြီးတော့ January 1ရက်ကနေ26ရက်နေ့အတွင်းကူးစက်ခံရသူ9,100ကျော်ရှိပါတယ်။သေဆုံးသူ24ဦးရှိတယ်လို့ကျန်းမာရေးအနာပိုင်တွေကပြောပါတယ်။ဘာလို့ဖြစ်တာလဲဆိုတော့မိုးရသည့်စတင်ချိန်စာတင်နေ့မှာကျောင်းတွေပြန်ဖွင့်လာတဲ့မကြသေးမီ ဆုံခံပွဲတော့မှာလူစုလူဝေးဖြစ်တာဖြီးသွားလာမှုများတာဒါတွေကြောင့်ကုဆတ်ခံရမှုတိုးလာတာလို့ကြောက်ဦးခံမှန်းထားပါတယ်ဒီအခြေအနေတကအခုသဖြင့်မွေးကင်းစားကနေလေးနှစ်သားအရွယ်ထိကလေးတွေနဲ့အသက်20ကနေ39နှစ်ကြာရေရောက်ပြီးသူတွေမှာလည်းဗိုင်းရပ်ကုဆတ်မှုအရှိန်မြင့်နေပါတယ်ဗန်ကောက်ချောင်းပူရီနဲ့ရေရောင်းပြည်နယ်တို့ဟာကုဆတ်မှုနှုန်းအမြင့်ဆုံးပြည်နယ်တွေဖြစ်တယ်လို့သိရပါတယ် နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်ပြည်ထောင်နိုင်ငံရဲ့ရေအားလျှပ်စစ်လုပ်ငန်းခွင်မှာမြေပြုံမှုဖြစ်ပြီးတော့လူငါးဦးသေဆုံးသွားတယ်လို့သိရနေပါတယ်ပြည်နယ်မြောက်ပိုင်းလိုင်းချုံးတောင်ပေါ်ဒေသမှာရှိတဲ့ရေအားလျှပ်စစ်စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်မှာမြေပြုံမှုဖြစ်ခဲ့ရာလူသမား9ဦးထပ်မံတေပြီး3တန်ရာကြောင့်ပြည်နယ်သတင်းအေဂျင်စီတွေကထုတ်လွှင့်ပါတယ်အဲ့ဒီမြေပြုံမှုဟာ GLS စစ်စေမှာဒေသစံတော်ချိန်မနဲ့စနေခွဲကဖြစ်ခဲ့တာပါ စက်တမန်အောက်ခံဖောင်ဒေးရှင်းတူဖော့လောက်ကနေရင်းလန်တာတမန်တစီတပိုင်းပြူကြခဲ့တာပါမြေသားလွာနဲ့ကြောက်တုံးကြောက်ခဲတွေစုပြုံရှော့ကြလာပြီးစက်ယုံတိဆောင်းလူသမားအများအပြားနစ်မြုပ်သွားတာဖြစ်ပါတယ်ပြည်နယ်အာဏာပိုင်တွေကတော့အခင်းဖြစ်ပေါ်တဲ့အကြောင်းရင်းကိုလက်ရှိအချိန်ထိစုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့သိရပါတယ်နောက်ဆုံးသတင်းမှုပြောချင်ပါတယ်အမေရိကန်နိုင်ငံမှာအမျိုးသားတအူးဟာထိုင်းနိုင်ငံကနေထူးထူးဆန်းဆန်းရတနာတွေစီကျထားတဲ့ ဥတလုံးကိုဝယ်ခဲ့တယ်လို့သိရပါတယ်။အဲဒီဥကိုဒေါ်လာ3000နဲ့ပေးဝယ်ခဲ့တာလို့ဆိုပါတယ်။သူ့အနေနဲ့အလားဆင်ဖို့ရည်ရွယ်ပေမဲ့လည်းအဲဒီဥဟာတစ်ချိန်လုံးကရုရှားဇာပြင်ပိုင်ဆိုင်တဲ့တန်ဖိုးကြီးပစ္စည်းဖြစ်ပြီးအမေရိကန်ဒေါ်လာ33သန်းအထိတန်ကြီးရှိတဲ့ပစ္စည်းဖြစ်နေပါတယ်။ရင်ပြည်ဆောင်ကတော့အမေရိကန်နိုင်ငံမှာမြို့သားတူဟာမစ်လန်မြို့ဟောင်းဆိုင်ကနေဒီဥကိုဝယ်လာခဲ့ပြီး အဲ့ဒီဦးမျက်နှာပြမှာတက်ထားတဲ့ရွှေနဲ့ရတနာတွေကိုဖြုတ်ရောက်မှုကြံစီခဲ့တာပါဒါပေမဲ့ဒီနေ့တော့သူကအဲ့ဒီဥပုံနဲ့ Google မှာရှာကြည့်ရင်အဲ့ဒီရတနာဥမှာရေးထွင်းထားတဲ့စာသားလေးကိုရိုက်ထည့်တဲ့အခါအင်မတန်အံ့အားသင့်သွားပါတယ်။အားကြောင့်လေဒီရတနာဥဟာဇာပြင်အလက်ဇန္ဒားကောင်းကမိဖုရားမာရီယာကို Easter လက်ဆောင်ဖြစ်ပေးခဲ့တဲ့သမိုင်းဝင်တန်ဖိုးကြီးပစ္စည်းဖြစ်ကြောင်းရေးသားထားတဲ့သတင်းတစ်ပုဒ်ရသိရပါတယ်။ အဲ့နောက်သူကဒီရတနာတွေဥတွေရှင်းအောင်ပစ္စည်းတွေကြွမ်းကျင်တဲ့ပညာရှင်ကိုတွားရောက်ဆက်သက်စစ်ဆေးခဲ့ပါတယ်သူရပါလာတဲ့ရတနာဥကိုစစ်ဆေးခဲ့မှာအစစ်ဖြစ်ကြောင်းဒီပြုချက်အားသိမှုရခဲ့ပါတယ်ဒီဥဟာ1903ခုနှစ်ကလေးကပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်ဒီပျောက်ဆုံးနေတဲ့ရတနာဥဟာ favage at အလုံး90နဲ့တလုံးဖြစ်ပြီး American dollar 33တန်တန်ကြီးရှိတယ်လို့ခန့်မှန်းထားပါတယ်